အစည်းအဝေးနေတော့လဲပြည်သူတွေရဲ့စိုးရိမ်မှုကြောင့်တော့ကိုပြဿနာဖြစ်ရှိနေရတဲ့အလင်းရောင်ပြည်သူတွေအားလုံးပဲမိင်္ဂလာပါရှိမင်းသားအလင်းရောင်ကတော့အခုရက်ပိုင်းမှာကြံကြံဖန်ဖန်လူတိုင်းမကြုံဖို့တဲ့ပြဿနာကိုဖြေရှင်းနေရတာပဲဖြစ်ပါတယ်အလင်းရောင်ဟာဆိုရင်အခုနောက်ပိုင်းမှာရုပ်ရှင်ကားကြီးတွေနဲ့ဇလံတွဲတွေရိုက်ကူးပြီးတော့အတော်လေးကိုအောင်မြင်နေတဲ့မင်းသားတစ်လက်ဖြစ်ပါတယ်ခရီးတွေလည်းထွက်ပြီးတော့ဘဝကိုပေါ့ပေါ့ပါပါဖျက်တမ်းနေသူတယောက်ဖြစ်တဲ့အဖြစ်အတော်လေးကိုစွာတဲ့မင်းသားတစ်လက်ဆိုရင်လည်းမှတ်မှားတာဖြစ်ပါတယ်တချို့အနုပညာရှင်တွေက သူတို့ကိုပြောဆိုဝေဖန်နေဘာမှပြန်မပြောဘဲနေတတ်ပေမဲ့အလီအောင်ကတော့ငြိမ်မခံတတ်ပဲချစ်စရာကောင်းစွာနဲ့ပြန်စွာတတဲ့အကျင့်လေးလည်းရှိနေရဖြစ်ပါတယ်။လူမှုကော်ရက်စာမျက်နှာထပ်မှဆိုရင်လေဟာတာတွေတင်းလေးရှိပြီးပရိသတ်တွေကလည်းအလင်းအောင်ကြောင့်တစ်နေ့တစ်မျိုးမရိုးရအောင်ရှိနေရတာဖြစ်ပါတယ်။အမဲလူလူလေထူးထူးဆန်းဆန်းတွေလှုပ်တတ်ပြီးနိုင်ငံအနှံ့ကိုလည်းသွာလာလဲပတ်နေရကြောင်းပရိသတ်အကြခြင်းကိုခံနေရတာဖြစ်ပါတယ်။အလင်းအောင်ကဒီနောက်ပိုင်းကျင်းစော့ပြီးသူ့ရဲ့ body ကိုလည်းအတော်လေးထိမ့်သိမ့်ထားတာဖြစ်ပြီးတော့ သူ့ရဲ့ body ကြောင့်လည်းပြည်သူတွေကြွေးစင်းနေကြတာဖြစ်ပါတယ်။အလင်းရောင်ကထူးထူးဆန်းဆန်းလောက်ရတာကိုတိတ်တိတ်သူဖြစ်ပြီးတော့အခုလည်းသူ့ရဲ့နှောက်ကမှအလားအကလေးထိုးထားတာဖြစ်ပါတယ်။အဲဒီလိုထိုးထားကြောင်းကိုလည်းဗီဒီယိုကြိုက်ပြီးတင်ထားတာကြောင့်ပြည်သူတွေကအသေးရနေရဖြစ်ပါတယ်။အမြဲတမ်းလည်းစောင့်ကြည့်နေကြတာဖြစ်ပြီးလက်ရှိမှာတော့အဲဒီနှောက်ကပြဿနာက ပြည်သူတွေစိတ်ဝင်စားမှုမြင့်တက်နေရဖြစ်ပါတယ်။ဘသူကစတဲ့တင်လိုက်မှမသိပေမဲ့အလင်းရောင်ရဲ့နှုတ်ကအသီးလေးပြုတ်သွားတယ်ဆိုတဲ့သတင်းက တော်တော်လေးကိုဟိုလီတကြောကြောဖြစ်သွားခဲ့တာဖြစ်ပါတယ်။ပုံနေနဲ့တကွာတင်လာတာကြောင့်လည်းပရိသတ်တွေကသိကျင်နေကြဖြစ်ပါတယ်။တကယ်ပဲအဲလိုဖြစ်ခဲ့ရလားဆိုပြီးစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့အားလုံးကလည်းသူ့ကိုသတင်းဝိုင်းမိနေကြတာဖြစ်ပါတယ်။ဒီရောအလင်းရောက်ကလည်းအားလုံးထင်နေတယ်လို့မဟုတ်ကြောင်းကိုဗီဒီယိုနဲ့တကွာသက်သေပြလာခဲ့ပါတယ်။ဗီဒီယိုထဲမှာနော်ကုကနော်ကုနေရာမှာရှိနေပြီးထူထားတဲ့အက်ကလည်းဒီတိုင်းရှိနေရဖြစ်ပါတယ်။အလင်းအောင်ကဗီဒီယိုဖိုင်မှာသူ့နေရာလေးမှာ သူ့အလုံးထဲမပြတ်ပဲရှိနေကြောင်းကိုအသိပေးလာခဲ့ပါတယ်။ပရိသတ်တွေစိတ်ပူနေတဲ့လိုမျိုးပြုတ်ထွက်သွားခြင်းမရှိကြောင်းလည်းပြောလာခဲ့ပါတယ်။အလင်းရောင်ကတော့သူ့အကြောင်းအခုလိုမျိုးမဟုတ်ကဟုတ်ကလိုက်ပြောနေရကြအတော်လေးစိတ်ညစ်ကြောင်းကိုလည်းပြောလာခဲ့ပါတယ်။လူကြားထဲလည်းလှန်ပြလို့မရတာကြောင့်ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာမျိုးတွေမဖန်တီးကြဖို့လည်းတောင်းဆိုလာခဲ့ပါတယ်။ social media မှာဆိုရင်အလင်းရောင်နဲ့ပတ်သက်ပြီးမဟုတ်ကဟုတ်ကရည်ကြသတင်းတွေအတော်လေးတက်တာဖြစ်ပြီးတော့ အလေးအောင်ကလည်းဘယ်တော့မှညီမခံမဲ့ပညာသားပပနဲ့ပြန်လေဖြည့်ရှင်းတတာဖြစ်ပါ යි အခုချိန်မှာတော့အလင်းရောင်ကိုစိတ်ပူနေကြတဲ့ပြိသက်တွေလည်းစိတ်ပူမှုတွေကင်းစင်ပြီးရည်ကြာဟာတာတပုတ်အဖြစ်နဲ့မှတ်ယူနေကြပြီပဲဖြစ်ပါ යි အလင်းရောင်ကတော့အခုခေတ်ကအင်တာနက်ခေတ်ကြီးမှာဖြည့်ရှင်းရတာလွယ်ကူနေလို့တော်သေးရဲ့အကြောင်းပြောလာခဲ့ပါ යි တချို့ပြိသက်တွေကလည်းဘာကြောင့်နှုတ်ကမှတန်ခွင်တက်ရတာလဲဆိုပြီးဝိုင်းဝန်းမေးနေကြသူတွေလည်းရှိပြီးတော့ အားလုံးလည်းသိကျင်နေကြဖြစ်ပါ යි အလင်းရောင်ကအတီပေါက်ကြီးနဲ့စားနောက်တတာဖြစ်ပြီးတော့ပရိသတ်တွေနဲ့လည်းဆဆနောက်နောက်လီတတာကြောင့်အားလုံးရဲ့ချစ်ချင်းမြတ်တာတွေကိုပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါ යි အလင်းရောင်ရဲ့ဖြစ်ရှင်းမှုကြောင့်လည်းသူ့နော်ကိုတီလေးပြုံးမထွက်သွားဘူးဆိုတာသိရလို့အားလုံးလည်းစိတ်အေးရပြီလို့ထင်ပါရဲ့နော်ပရိသတ်တွေလည်းအလင်းရောင်ဘာကြောင့်နော်ကုမှာတန်ခွေးတက်ထားရလဲဆိုတာကိုထင်ကြီးလေးပြီးသွားကြပါအောင်ရှင်